ဘင်္ဂလားဒေ့ရှ်နိုင်ငံအတိုက်ခံပါတီဖြစ်တဲ့ Jamaat Islamist Party က AB 29ရက်မှာဒါကာမြို့တော်မှာတရုတ်ကွန်မြူနယ်ပါတီနဲ့အစည်းအဝေးပြုလုပ်ချိန်မှာဘင်္ဂလီဒီအတွက်လွတ်လပ်တဲ့ရခိုင်နိုင်ငံအသစ်ထူထောင်ရေးကိုအဆိုပြုခဲ့တယ်လို့ Business Standard သတင်း website ကဖော်ပြခဲ့ပါတယ်။ဘင်္ဂလားဒေ့ရှ်မှာဘင်္ဂလီတွေတိတိတမနှစ်တန်းလောက်ရှိပါတယ်။သူတို့ဟာလူသားမဆန်တဲ့ဘဝနဲ့နေထိုင်နေရပါတယ်။သူတို့အတွက်စားစရာနဲ့နေစရာထောက်ပံ့ပေးထားတာဟာအဖြေမဟုတ်ပါဘူးလို့ Jamaat Party ရဲ့ဗဟိုကော်မတီဝင်စေယအဗာတူလာမိုဟာမက်တဟာကအစည်းအဝေးအပြီးမှာသတင်းထောက်တွေကိုပြောကြားခဲ့ပါတယ်။ဘင်္ဂလီတွေအတွက်အဖြေမှာသူတို့ရဲ့ ကိုပိုင်နယ်မြေမှာပြန်လည်အခြေချနေထိုင်ရေးဖြစ်ပြီးလွတ်လပ်တဲ့ရခိုင်နိုင်ငံတည်ထူထောင်ရေးကိုအဆိုပြုခဲ့ပါတယ်။တရုတ်ဟာမြန်မာနိုင်ငံနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးရှိတာကြောင့်အကြီးမားဆုံးအခန့်ကဏ္ဍကလှုပ်ဆောင်နိုင်ပါတယ်လို့သူကပြောကြားခဲ့ပါတယ်။အခုအစည်းအဝေးဟာပါတီအချင်းချင်းတွဲဆုံမှုဖြစ်ပြီးဂျမတီပါတီအတွက်တရုတ်ကွန်မြူနီပါတီနဲ့ဆက်ဆံရေးကိုမြင့်တင်ဖို့အခွင့်အလမ်းတစ်ခုဖြစ်ကြောင်းသူကပြောကြားခဲ့ပါတယ်။တရုတ်ကိုယ်စားလှယ်တွေကတော့တရုတ်ဆိုရဟာပင်နိုင်ငံရဲ့ပြည်တွင်းရေးကိုမှဝင်ရောက်ဆွတ်ဖက်ခြင်းမရှိကြောင်းနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံအပေါ်မှာလည်းအလားတူမူဝါဒနဲ့ကျင့်သုံးသွားမှာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။အဲ့ဒီအပြင်ဂျမတီပါတီကဘင်္ဂလားဒေ့ရှ် ရဲ့တီးစတာမြစ်ပေါ်မှာတီးစတာဘရက်တရားဒဇင်တိဆောက်ရေးပထမမြစ်ထဲမှာဒုတိယမြောက်ပတ်မှာတရားဒဇင်တိဆောက်ရေးရင်းနှီးစိတ်ကန်းတစ်ခုတိဆောက်ရေးတို့အတွက်ယင်းနှီးမြှုပ်နှံမှုတွေပြုလုပ်ဖို့တရုတ်ကွန်မြူနီပါတီရဲ့ကိုယ်စားလှယ်အဖွဲ့ကိုတိုက်တွန်းခဲ့ပါတယ် ရင်းနှီးစိတ်ကံတွေကတစဉ်စီးပွားရေးကိုမြင့်တင်သင့်ပါတယ်ဘင်္ဂလားဒေ့ရှ်ကကျောင်းသားတွေကိုလည်းပညာသင်ဆုတွေထောက်ပံ့ပေးဖို့ကျွန်တော်တို့ဘက်ကတောင်းဆိုခဲ့ပါတယ်လို့တာဟာကပြောကြားခဲ့ပါတယ်ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုလာရောက်တဲ့တရုတ်ကွန်မြူနတီပါတီကိုယ်စားလှယ်အဖွဲ့ကိုကွန်မြူနတီပါတီရဲ့နိုင်ငံတကာဖိုကော်မတီဌာနကအရှိတအအရှာနဲ့တာဝါရှာရေးရာဖြူရိုးရဲ့အကြီးအကဲဖန်ဂျူပင်းကဦးဆောင်ခဲ့တာဖြစ်ပါတယ်